ကောချင်လာဖြောပြမှုကြောင့်ဂျင်းနီကိုပြိသက်တွေစိုးရိမ်နေကြတယ်။အားလုံးမင်္ဂလာပါ။ April 23မှာ Blackpink ဂျင်းနီကသူ့ရဲ့ Coachella ပွဲအထွက်ကိုပြုလုပ်ခဲ့ပါတယ်။ဂျင်းနီက2025 Coachella ပွဲတော်ပထမအပတ်က K-pop Idols Line-up မှာပါဝင်ခဲ့တာပါ။ဒီနေ့ကိုပြိသက်တွေကလည်းစောင့်မျှော်နေကြပြီးဂျင်းနီမဖျော်ဖြေခင်ကတည်းက Ace မှာ trending တွေပြုလုပ်ခဲ့ကြပါတယ်။ဂျင်းနီရဲ့ဖျော်ဖြေမှုဟာပထမပတ်ရဲ့အကောင်းဆုံး stage တွေထဲကတစ်ခုဖြစ်သတ်မှတ်ခံထားရတယ်ဆိုတာပြိသက်တွေရဲ့တုံ့ပြန်မှုကိုကြည့်ရင်သိနိုင်ပါတယ်။ ဖျော်ဖြေမှုစတင်ပြီးမကြခင်မှာပဲနီတီဇင်တွေကဂျန်နီရဲ့ဖျော်ဖြေမှုအကြောင်းကိုဆိုရှယ်မီဒီယာမှာဆွေးနွေးနေကြပြီးအများစုကတော့ဂျန်နီကိုချီးကျူးနေကြတာပါ။ ဂျင်းနီကမန်ထရာလိုမျိုးသူ့ရဲ့နာမည်ကြီးသချင်းတွေကိုဖျော်ဖြေပေးခဲ့ပြီး FTS နဲ့ Damright တို့လိုသချင်းတွေဆိုခဲ့သလိုကာလီဥချစ်ကလည်း surprise အနေနဲ့ပါဝင်ခဲ့ပါတယ်။ဂျင်းနီဟာ45မိနစ်ကျော်လောက်တကူရောဇက်တိုက်ဖျော်ဖြေခဲ့တာတော့အဖွဲရီလိုမျိုးအတန်ပါဝါကျမသွားတာကြောင့်ဂျင်းနီရဲ့ live vocal ကိုပရိသတ်တွေကချီးကျူးနေကြပါတယ်။ပရိသတ်အများစုကဂျန်နီရဲ့ပွဲထိန်နိုင်တဲ့ scale ကိုလည်းချီးကျူးမဆုံးဖြစ်နေကြပါတယ်။ဂျန်နီကသူ့ရဲ့ star power ကို Black Pink Mama အနေနဲ့ရောဒီကိုရောဂျင်းနီအနေနဲ့ပါဇက်တိုက်ဆိုသလိုတသက်ပြနေတာကြောင့်သူ့ရဲ့ဖြော်ပြမှုကလည်းအ လျင်မြန်မဲ့ online မှာ hot topic ဖြစ်သွားပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းပြည်သက်တွေကဂျင်းနီရဲ့ကျမ်းမာရေးအခြေအနေကိုစိတ်ပူနေကြပါတယ်။ဂျင်းနီရဲ့ဖျော်ဖြေမှုကိုကြည့်လိုက်ရတဲ့ဒီဒီဇင်တွေကလည်းဂျင်းနီကိုစိတ်ပူကြောင်းတွေပြောဆိုလာကြပါတယ်။ဂျင်းနီဟာမကြသေးခင်တုန်းကသူ့ရဲ့ဖြောပြမှုတွေနဲ့ပတ်သက်ပြီးပြင်းရည်တယ်ဆိုတဲ့ဆွဆွဲမှုတွေကိုရင်ဆိုင်ခဲ့ရပါသေးတယ်။ဒါပေမဲ့ဒီတစ်ခါတော့ဒီဒီဇင်တွေကဂျင်းနီဖြောပြရင်စတမီနာကိုထိမ့်မထားနိုင်မဲခဏခဏမောနေတာကိုသတိထားမိခဲ့ကြပါဗျ။ ဒီအကြောင်းအရာက Coachella Reddit မှာလူပြောအများဆုံးအကြောင်းအရာတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ X မှာလည်းပရိသတ်တွေကဒီအကြောင်းတွေကိုပဲပြောဆိုနေခဲ့ပြီး Jennie ကိုစိုးရိမ်ပူပန်နေခဲ့ကြပါတယ်။တပူပေါ်နှစ်ပူဆင့်စရာကိစ္စကတော့ Jennie နဲ့ Lisa ရဲ့ Coachella ကဆက်ဆံရေးကနေတဆင်ကောလာဟာလသတင်းတွေထွက်ပေါ်လာတာပါ။လက်တလောထွက်ပေါ်လာတဲ့ဗီဒီယိုတွေအရပရိသတ်တွေဟာ Jennie နဲ့ Lisa တို့ဆက်ဆံရေးဆိုးဝါးနေကြောင်းခံမှန်းပြောဆိုနေကြပါတယ်။ အကြောင်းရင်းကတော့ကော့ချလာဖျော်ဖြေမှုမှာနှစ်ယောက်လုံးရှိနေခဲ့ကြပေမဲ့ဂျင်းနီဟာလီဆာရဲ့ဖျော်ဖြေမှုကိုလာကြည့်ရမယ့်အစားလေဒီဂါဂါကိုပဲတွားကြည့်နေခဲ့တယ်လို့ဂျင်းနီနဲ့ရိုဆယ်တို့ပွေးဖက်နေကြတော့မှလည်းလီဆာကဘေးကနေပဲရက်ကြည့်နေခဲ့တာအကြောင်းဖြစ်ပါတယ်ဒါပေမဲ့လည်းနီတီစင်တွေကတော့ဒီလိုမဟုတ်မှန်ကြောင်းပြန်လဲကာကွယ်ခဲ့ကြပါတယ်။ဂျင်နီကလေဒီဂါဂါကိုတွားကြည့်ခဲ့ပေမဲ့လီဆာရိုဆယ်ရိုနဲ့လည်းအတူရှိနေခဲ့ပါတယ်။ဒါတွေမကသေးပဲဂျင်နီရဲ့ဖြောပြမှုမှလည်းလီဆာကရှေ့ဆုံးကနေအတန်ကုန်အော်ရင်တငယ်ချင်းကောင်တစ်ယောက်ကိုအားပေးနေခဲ့ပါတယ်။ ရှိုးပြီးမှတငယ်ချင်းသုံးယောက်စိတ်လှုပ်ရှားပျော်ရွှင်နေကြတဲ့ဗီဒီယိုတွေလည်းအများကြီးရှိကြောင်းပရိသတ်ကပြန်ပြခဲ့ကြပြီးဆွဆွဲချက်တွေဟာအခြေမြင့်မရှိတဲ့ကောလာဟလတွေသာဖြစ်ကြောင်းခြေပါခဲ့ကြပါတယ်။ Blackpink ဟာမကြသေးခင်တုန်းကဇွန်လအတွင်းအဖွဲလိုက်ကမ်းပတ်ပြုလုပ်သွားမှဖြစ်ကြောင်းကြေညာထားတာပါ။ဒါပြီးရင် Walter ကိုလည်းပြုလုပ်သွားမှဖြစ်တဲ့အတွက်ပရိသတ်တွေက Blackpink member တွေရဲ့ moment တွေကိုတဝါကြီးခံစားနိုင်မှဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။